နမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ ရှေ့ဦးစွာဥစဉ်ရဲ့ဘွဲ့နာမည်ကိုမိတ်ဆက်ပါရစေဥစဉ်ဘွဲ့ကတော့အရှင်သီလာဆရာလင်္ကာရာဘိဥသာဖြစ်ပါတယ်ဥစဉ်ကလေဒီကမန္တာစရိယပထမဘုပ္ပံဆိုတော့ဘုရားကြီးထံမှာပရိယတ်ဒီအခြေခံပညာရဲ့များတင်ယူစည်းဝူးခဲ့ပါတယ်1960ခုနှစ် ခရစ်နှစ်1996ခုနှစ်တွေမှာပထမပုဗ္ဗံဆိုတော့ဘုရားကြီးကဗဟမဝိသုဒ္ဓရံပါရိတ္တကတောရွှေကျင်တိုင်းတွေကိုပရိယတိပညာရက်များတင်ယူစီးပူးနိုင်ရန်အတွက်ကျေးဇူးတော်ရှင်တိပိကရောဆရာတော်ဘုရားကြီးထံမှာဥစဉ်ကိုအနှံပေးခဲ့ပါတယ်ဆရာတော်ဘုရားကြီးထံမှာအခြေပြုမူလာတဲ့မှာတာမဏေကျော်ဓမ္မသရိယပိတိအထည် ချင်းကတည်ယူခွင့်ရရှိခဲ့ပါတယ်။ဥစဉ်ဓမ္မသရိယအောင်မြင်ပြီးတဲ့နောက်ကျေးဇူးတော်ရှင်တိပိကရောစရောဘုရားကြီးရဲ့လမ်းညွှန်ချက်အရ1383ခုနှစ်ခရစ်နှစ်2011ခုနှစ်အဲဒီအချိန်ကစပြီးတော့ယခုလက်ရှိအချိန်ထိရှေးဦးမြေဓမ္မသူကတော်ရရိတ်တာနဲ့ပရိယတိစာသင်တိုင်းမှာ ယဟန္တာမနေသီလရှင်တရားကျော်တို့အားစာဝါများပို့ချသင်ပြရင် ကိုယ်တိုင်လည်းပဲအထက်တန်းပရိယတ်တိဆောင်ဝဲများဖြည့်ဆို့အောင်မြင်ခဲ့ပါတယ်ယောဂီပရိသတ်တွေကိုလည်းပဲတရားတွေမှာဟောကြားပြသပေးပါတယ်ယခုလက်ရှိလည်းပိဋကတိယပါရဂူစာမျိုးပွဲနောက်ဆုံးတတ္တမအစဉ် ကြံရှိနေပါသေးတယ်ပိဋကတိယပါရဂိုဆောင်ပွဲဟာပိဋကတ်သုံးဖို့ဤကေငါရဲ့ဓမ္မခန္ဓာပေါင်း8400ဖရာဟောတရားတွေအကုန်လုံးခုနှစ်ကန့်ခုနှစ်တန်းတက်မှန်ပြီးတော့ဖြည့်ဆိုရတဲ့ဆောင်ပွဲဖြစ်ပါတယ်အမတ်တမလည်းခက်ခဲတယ်အမတ်တမလည်းနက်နဲပါတယ်စာလဲစုံပါတယ်ဒါကြောင့်လည်းပဲဆရာဖရာကြီးများကဤဆောင်ပွဲအောင်မြင်တဲ့တန်ခါတွေကို ထိုက်ထိုက်တန်တန်စုချီးမြင့်တယ်ကောင်းချီးလဲပေးတယ်ဘုဇရတိပိကရောစရောဘုရားကြီးကပိဋကတိယပါရဂုဘွဲရအောင်ကြိုးစားကြနော်ဒီနေ့ပိဋကတိယပါရဂုဘွဲဖြစ်ပါလားဆိုပြီးတော့စောင်းဝဲဖြစ်ကြနေစရောဘုရားကိုသွားပြီးတော့ခွင့်ပန်ပြီးရှောက်ထားပြီဆိုရင်စရောဘုရားကြီးကအမြဲတမ်းအဲ့လိုမေးလေးရှိပါတယ်အဲ့တော့အဲ့ဒီပိဋကတိယပါရဂုဆိုတဲ့ပိဋကတ်သုံးပုံဆောင်းဝဲကြီး ခုနှစ်ဆင့်ရှိတဲ့ထဲမှာဥစဉ်ကနောက်ဆုံးတရမအဆင့်ယခုနှစ်မှာ၃ချံအောင်မြင်ပါတယ်။ဒါမဲ့နှစ်မှာတော့၄ချံကျန်သေးတယ်ခုနှစ်ချံရှိတာပေါ့တစ်ဆင့်တစ်ဆင့်မှာခုနှစ်ချံရှိတာအဲ့ဒီ၄ချံနောက်ဆုံး၄ချံအတွက်လည်းဥစဉ်နေစဉ်စာရီကြက်မှတ်နေပါတယ်။အသက်ကလည်း၄၀နာနီးကပ်ပါပြီ။ထိတ်စီလည်းပြောင်းရပါတော့မယ်။ ယခုဆက်လက်ပြီးတရားကမတွေကိုအတိအပြေပြောကြားလိုတာကအိန္ဒိယနိုင်ငံတော်မြတ်ကြီးတည်ဆောက်ရခြင်းအထူးအရွယ်ချက်ပဲဖြစ်ပါတယ်။ဦးဇင်းတော်ညီတော်တစ်ပါးအပေါ်မှာအင်မတမကိုကျေးဇူးတရားအလွန်ကြီးမားတဲ့ကျေးဇူးတော်ရှင်လယ်ဒီကမန္တာသရိယပထမဘုရားအောင်ဆရာတော်ဘုရားကြီးတိပိကရောဆရာတော်ဘုရားကြီးရွှေဦးမဲဆရာတော်ဘုရားကြီးသုံးပါးတို့ကိုရောစာပုပ္ပကာရီ ယောသကတိညုကတဝေရီဆိုတဲ့ဘုရားဟောဒေသနာတော်နဲ့အညီလူဆိုတာသူကျေသူတရားကိုသိတတ်ရတယ်သူကျေသူတရားကို ပြန်လဲဆက်တတ်ရတယ်ကျေသူဆက်နိုင်အောင်လဲစူးစမ်းရတယ်ဆက်ခွင့်ကလည်းရှိအောင်မဆိုတဲ့အတိုင်းဓမ္မဖြင့်ကျေသူဆက်ပူဇော်လိုတဲ့အတွက်သာသနာ့ညီတော်နှစ်ပါးဖြစ်တဲ့ဥစဉ်အရှင်သီလာသရလင်္ကာရာဘိမသားနဲ့ အရှင်ဓမ္မစာရတို့ကရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်လိုင်းသာယာအဝေးပြေးအကျော်ရန်ကုန်ပသိလမ်းမ17မိုင်3ဖလုံးပုပ္ပါယုံကျောင်းနဲ့အောင်မဲကိဥပဒနာဓမ္မဟိတအတွင်မှာအိနသရနိုင်ကူတော်မြတ်ကြီးကိုသာသနာတော်2565ခုနှစ်ကောဇာတက္ကိ1383ခုတပေါင်းလဆန်8ရက်ခရစ်နှစ်2022မတ်လ9ရက်ဗုဒ္ဓဟူးနေ့မှာ န်နဲ့တင်မင်္ဂလာစတင်ပြုလုပ်ခဲ့ပါတယ်အားလုံးနဲ့အသည့်ပဲဖြစ်ပါတယ်ကနဝင်းနေနဲ့ပြောချင်တာကကျေးဇူးများကြတဲ့သာသနာ့မေတော်ကြီးတော်ရှင်မျိုးသူသာသနာ့မေတော်ကြီးတော်ချိုချိုလိုင်းဒေါခင်မေလွင်အင်ဂျင်နီယာအဖွဲ့အများဖြစ်ကြတဲ့ဦးမျိုးမြင့်ကိုမင်းသူကိုသူဒ္ဓဝင်းနေတော့က ပြည်တွင်းပြည်ပါစေနာရှင်မလူရှင်များစွာတို့ရဲ့လူဒန်းထောက်ပံ့မှုတွေကြောင့်ယခုဆိုရင်ဆောက်လုပ်ပြည့်စုံမှုဟာ95ရာခိုင်နှုန်းလောက်ပြည့်စုံခဲ့ပါပြီယခုလာမဲ့ဒီဇင်ဘာလ28ရက်တနင်္ဂနွေနေ့ပေါ့မြန်မာလူတော့ပြာသူလာတဲ့ဆက်ရက်နေ့ကြတယ်အဲ့ဒီနေ့မှာပိုင်ကူတော်မြတ်ကြီး ဆောက်လုပ်မှုကလည်းလေးနှစ်တာကာလရှိပြီဆိုတော့ရေသက်ချဖို့လည်းအချိန်တန်ပြီဒါကြောင့်ရေသက်ချအောင်ပွဲပြုလုပ်မှာဖြစ်ပါတယ်အဲ့ဒီရေသက်ချအောင်ပွဲမှာလည်းကိုစီကိုစီကုသိုလ်တာဝန်တွေခွဲယူကြဖို့အတွက်လည်းဤနေရာကနေပြောကြလိုပါတယ်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားရေသုံးပါတို့အားဓမ္မဖြင့်ကျေးဇူးဆက်ခွင့်ရသည့်အတွက်ကြောင့်လည်းယဟန်ရှင်လိုအားလုံးသောပုဂ္ဂိုလ်တို့အား အထူးပဲကျေးဇူးတင်ပါတယ်လို့ဒီနေရာကနေအားလုံးကိုအတိပေးပြောကြပါတယ်ပထမဘုရားရှင်ဆရာတော်ဘုရားကြီးကဥသေဆက်နေတဲ့အရွယ်လောက်မှာကျေးဇူးတော်ရှင်တိပိကရောဆရာတော်ဘုရားကြီးထံပညာသင်ကြားရန်ဥစဉ်ကိုအနှံထားခဲ့ပါတယ်အဲဒီတော့ကတော့ငယ်သေးတဲ့အခါကျတော့ဘာကြောင့် ိပိကရောဆရာတော်ဘုရားဤတံကိုယ်စိတ်ကိုအနှံထားမယ်တကယ်လည်းမသိခဲ့ပါဘူးနောက်ပိုင်းကျတော့ဆရာတော်ကပြန်ပြောတယ်သီလသရာမိငငယ်တုန်းကဗာမြန်ဝိဇ္ဇာတောင်က ဥကောလာကတို့ကိုဒီကိုရင်မြန်မြန်လေးဆိုင်လိုက်ဖို့ပဲဒီကိုရင်ကပဲတို့ရွာကိုဒီရွာကိုပြန်လဲဆောက်ရှောက်ပါမြန်မြန်သာပို့ပါဆိုပြီးငါ့ကိုလာပြောတယ် အဲ့တော့ဘယ်ကြောင့်ပို့ပြရမလဲမေးတော့တောက်ကြသားသတင်းသုံးတဲ့စာသင်လိုက်ကိုပို့ပေးပါအဲ့လိုပြောတော့တောက်ကြသားဟာဆရာတော်တောက်ကြသားတွေကလည်းအများကြီးပဲတောက်ကြသားသတင်းသုံးတဲ့အကြောင်းတွေဟာရန်ကုန်မြို့မှာအများကြီးရှိတယ်ဘယ်ကြောင့်ကိုထားရမှာလဲကျောင်းတိုက်ကိုဘယ်လိုရှာရမှာလဲလို့ဘုန်းကြီးကပြန်မေးတဲ့အခါကျတော့ဆရာတော်ရှိရကုန်ဖရာကိုသာသွားလိုက် ရှင်ရုံဘုရားကဆင်းတဲ့အခါကုညီမဲ့လူပေါ်လာလိမ့်မယ်ဆိုပြီးတော့ဥဂောလာကပြောတော့တို့လည်းရှင်ကုံသွားခဲ့တယ်ဆိုပြီးတော့ဥဇုန်ရဲ့ဘုရားဆိုတော့ဘုရားကြီးကဥဇုန်တို့ကိုပြန်မိတ်ပါတယ်အဲ့တော့ဆိုတော့ဘုရားကြီးဆက်လက်မိတ်ထားတာအဲ့ဒီနေ့ကတရိုက်ဆန်ဆိုင်ပဲတဲ့ရှင်ကုံဘုရားကအစင်းမှာတကာကြီးတယောက်နဲ့ဥဇုန်ရဲ့ဘုရားဆိုတော့ဘုရားကြီးကတွေ့ဆုံခဲ့တယ်တွေ့ဆုံဘုရားဆိုတော့ဘုရားကြီးက ခရာကြီးဒီနားမှာတောက်ကြတာသတင်းသုံးနဲ့စာသင်တိုင်းရှိလားတောက်ကြတာចောင်းထိုင်ဆရာတော်ပေါ့ចောင်းထိုင်ဆရာတော်ကတောက်ကြတာပေါ့အဲ့ဒီတောက်ကြတာចောင်းထိုင်နဲ့စာသင်တိုင်းဒီနားမှာရှိလားမှန်ပါတပည့်တော်ကိုးကွယ်တဲ့ဒီနားကចောင်းတိုင်းကတောက်ကြတာဆရာတော်ဦးစီဦးဆောင်နဲ့စာသင်တိုင်းပါတပည့်တော် లై ဖို့ပြီးမယ်ဆိုပြီးတော့ ဘုန်းကြီးကိုခေါ်သွားခဲ့တယ်ခေါ်သွားခဲ့တယ်လို့ဘုန်းကြီးကပြောပါတယ်မှိန်ကြပါတယ်ဒီလိုနဲ့ပဲဥဒ္ဓရဆရာတော်ဘုရားကြီးကပြည်သူရဲ့ဒီပိကရောဆရာတော်ဘုရားတန်ရောက်ပြီးတော့ဥစဉ်ကိုစာရင်းလိုက်ထားဖို့အကြောင်းဆရာတော်ကြီးကိုလျှောက်ထားတဲ့အခါဆရာတော်ဘုရားကြီးကလည်းလက်ခံခဲ့ပါတယ်အဲ့လိုနဲ့ဥစဉ်ဟာကျေးဇူးတော်ရှင်ဒီပိကရောဆရာတော်ဘုရားကြီးထံမှာ ပညာသင်ကြားရန်အတွက်ရောက်ရှိခဲ့တယ်။တိပိကရောစရောပြားကြီးထံပညာသင်ကြားရန်ရောက်ရှိခဲ့ခြင်းရဲ့အဓိကအကြောင်းကတော့အခုပြောတဲ့မဟာမြိုင်ဝိဇာတော်မှာတရင်သုံးတဲ့ဆရာတော်ကြီးဥကောရာရဲ့လမ်းညွှန်မှုကြောင့်ပဲဥစဉ်ဟာကျေးဇူးတော်ရှင်ဘုရားဆရာပြားကြီးမှတဆင့်ကျေးဇူးတော်ရှင်တိပိကရောစရောပြားကြီးထံအနှံခဲ့ပါတယ်။အဲဒီလိုနဲ့1360ခုနှစ် ခရစ်တက္ကရာ1999ခုခုနှစ်ကစပြီးတော့ယခုချိန်ထိဆရာဘုရားကြီးရဲ့မေတ္တာအရေးအောက်မှာခုလုံခွင့်နေထိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲ1383ခုဝါဆိုလာပြည့်တောက်ကြနေ့နည်းနည်းအာယုံတက်ချိန်မှာဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်ပရမဘုရားဆရာဘုရားကြီးဟာပြန်လည်တော်မူခဲ့ပါတယ်ဆရာဘုရားကြီးပြန်လည်ပြီးနောက်ပိုင်းမှာ မာမြိုင်ဝိဇာတောင်ဆရာဥက္ကောလာကြွလာပြီးတော့ဦးစင်းလေးရေရှည်ဘယ်လိုဆက်လုပ်မလဲဆက်လက်ပြီးတော့ပူဇော်မလဲဘယ်လိုစဉ်းစားထားတယ်ဘာတွေရည်ရထားလဲလို့ဦးစင်းကိုမေးတဲ့အခါဦးစင်းလည်းစိတ်ထဲရှိတဲ့အတိုင်းဆရာဘုရားကြီးကိုတော့ဥပ္ပယုံကြောင်းတော်ရဲ့အပေါ်မှာပဲပူဇော်ပါမယ်လို့ဦးစင်းလည်းပြောလိုက်ပါတယ်ဟာမရဘူး ကျေးဇူးဆရာအနေနဲ့နိုင်ငံတော်ကြီးဆောက်ပြီးတော့ပူဇော်မှတင့်တော်မယ်အထင်ကြီးအနိုင်ငံကြီးဆောက်လို့ပြီးတော့မှတ်မှတ်ရရအထိမ့်မှတ်အနေနဲ့ဆောက်လို့ပူဇော်မှရမယ်ပူဇော်ဆောက်ဖြစ်အောင်ကြိုးစားပါဥစဉ်ကိုယ်တိုင်ဆောက်လို့ပါလို့ပြောတဲ့အခါမှာဟာတကဆရာတော်တပည့်တော်မန္တဝါကံမလည်းမရှိဘူးဟာဥစဉ်လည်းမပူနဲ့ဥစဉ်သာအစပြုလိုက်ရင်အလိုလိုဖြစ်လာလိမ့်မယ် စားဖြစ်အောင်စားပါဒီလိုနဲ့ပဲဥစဉ်တဲ့မိမမရှိတဲ့ကပိယများထံအနှံထားတဲ့နမကံမငါးသိန်းနဲ့စပြီးတော့အကောင့်ထဲပေါ်လိုက်တာယနေ့အချိန်ဤသည့်ပြည်တွင်းပြပါတိုင်းကတိုင်းကမများရဲ့အကောင့်မှုကြောင့်ဖြစ်ပေါ်လာရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုင်းကူတော်မြတ်ကြီးတိဆောက်ရခြင်းအကြောင်းကတော့မဟာမြိုင်တော်နဲ့ကြီးထဲမှာသတင်းသုံးတဲ့ဝိသတော်မှာ ရှိတဲ့ဥသိန်းတို့ငယ်စဉ်တောင်ရိတ်ကလေးဘွားတဲ့ကနေယနေ့ထိရှောက်ရှောက်နေတဲ့ဆရာတော်ဥက္ကလရဲ့အကျဉ်းချင်းရှောက်ထားခြင်းတောင်းပန်ခြင်းအကြံပေးလမ်းညွှန်မှုကြောင့်သာသနာ့မြေတော်ကြီးတော်ရင်မျိုးသူတော်ချိုးလိုက်အပါဝင်ပြည်တိပြတာကဒါကြီးကမာမားရဲ့ထောက်ပံ့အားပေးမှုနဲ့အတူဆရာရဲ့တကာရင်းနဲ့ကြာမှာပြည်တိပြတာကဒါကြီးကမာမားရဲ့ဤဘဘမှာ ဤကိုမောင်နှမမှာဆောက်ရှောက်မှုကြောင့်ဤတိုင်းကိုယ်တော်မြတ်ကြီးဟာယခုလိုပဲခန့်ခန့်ညာရထဲဘဝဖြစ်ပေါ်လာပါတယ်အခက်ခဲတွေကြားနေရာထဏအသည်းသည်မှာအကြက်တဲတွေကြုံတွေ့နေရတဲ့အချိန်မှာဤပါဤကိုမောင်နှမမှာကျေးဇူးများတက္ကရာကမတွေဟာစေနာတရာတရားတွေလွန်ကဲပြီးတော့မေတ္တာတရားတွေကြီးပါစွာဖြင့်ယခုလိုပံ့ပိုးပေးတဲ့အတွက်ကြောင့်လည်းပဲဤလိုင်းကိုယ်တော်မြတ်ကြီးဟာလေးနှစ်တာအတွင်းမှာယခုလို့ နမယာဖန်ဆင်းသည့်အလားတောရွာလေးမှာဥစဉ်ရမွေးရမြင်မှာယခုလိုခက်ခဲညာဆဲဝါဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့တိုင်းကူတော်မြတ်ကြီးယခုလာမဲ့ဒီစဉ်ပါလာ28ရက်တနင်္ဂနွေနေ့မှာ ရေသက်ချအောင်ပွဲပြုလုပ်မှာဖြစ်တဲ့အကြောင်းရေသက်ချအောင်ပွဲမှာလည်းပဲမန္တန်တွေထိုးရမယ်ကံဘက်ဘက်လည်းမှာရှောက်လန်းနေလုံးရမယ် စွန်အတွက်ပန်းရောက်လာတဲ့ပြိတ္တတွေရေတန့်ဘူးထမင်းဘူးစသည်ဖြင့်ဥစဉ်တော်တွေဝဝဲဆဆာလှူဒန်းမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့နိုင်တဲ့ရေကိုစီကိုစီတို့သည်ဤလိုင်းဥရောမြတ်ကြီးဆောက်ရဲကလည်းပါခဲ့ပြီတောင်ဥရောမြတ်ကြီးယခုပြီးချိန်ပါလဲတို့သည် ပါဝင်မယ်အဲ့လိုပုပ္ပဆေနာမௌဇဆေနာ အဘရာစေနာဆိုတဲ့စေနာသုံးလံပြဋ္ဌာန်းပြီးတော့တို့တွေတက်ညီလက်ညီဆောင်ရွက်ကြမယ်လို့ကိုစီကိုစီဝမ်းမြောက်ဝမ်းသာကြိုတင်ပြီးတော့ယင်ထဲမှာဝမ်းမြောက်ဝမ်းသာ ဖြစ်စေနိုင်ရန်အတွက်ယခုလိုပဲဥစဉ်သည်ဥစဉ်လေးခုတည်ထီလာရင်တကွအမေရိကန်နိုင်ငံနေတားကကြီးဦးဟင်နလီတော်နိုလင်းမိသားစုတွေရဲ့ရှောက်ထားမှုကြောင့် ယခုလိုအင်တာဗျူးဖြည့်ဆိုရခြင်းပဲဖြစ်ပါတယ်။ယခုလိုအင်တာဗျူးဖြည့်ဆိုဖို့ရတဲ့အကြံပေးကြတဲ့အမေရိကန်နိုင်ငံနေဥဟင်ရီဒေါ်နိုလင်းမီသားသူနဲ့တကွာမေတ္တာကရုအဖွဲ့သူအဖွဲ့သားများနဲ့အပါအဝင်ကဘာသူကဘာသားအလုံးလူနည်းပြမာတတဝါအလုံးတက်ရှိချမ်းမှာဆေးချမ်းသာ၍အစအစအရာအစဉ်ပြေကမဖို့နေပြန်ရရှိပါစေလို့လည်း စုမုံတောင်းရင်းနဲ့ဦးစင်းဤအင်တာဗျူးကိုဤနေရာမှာပဲညီကုန်းချုပ်ခွင့်ပြုပါအားလုံးကျမ်းမာချမ်းသာကြပါစေ။